အဲကျွန်တော်တို့အမောင်တဲမှာရှိနေလို့ရှင်ကျွန်တော်တို့အရေးကိုကျွန်တော်တို့ပြန်မတွေ့ရအောင်ဒါပေမဲ့လို့နေအရန်ပူလာတဲ့နေ့ပတ်မှာတော့ရက်နေတဲ့အခါကျရင်ကျွန်တော်တို့အရေးကိုကျွန်တော်တို့ပြန်တွေ့ရတယ်ဒီဟာလေးကိုဘာလို့ဝင်မြရလဲဆိုရင်ကျွန်တော်တို့မြန်မာရင်ကျေးမှုရဲ့ဝင်းဆိုင်ရလေးမှာ ပြောလို့စကားရှိတယ် ကုသိုလ်အကုသိုလ်ကတဲ့ကျွန်တို့တို့အရေးနဲ့တူတယ်တဲ့အရေးဆိုတာကကျွန်တို့တို့ခန္ဓာကိုယ်သွားတဲ့အခါတိုင်းမှာအဲ့ဒီအရာကတွဲပါနေပြီးသားဖြစ်တယ်ဒါပေမဲ့လို့အမောင်တဲမှာရှိနေတဲ့အချိန်မှာတော့အဲ့ဒီအရေးကိုမတွေ့ရတော့ညာလည်းပဲနေပူတဲ့ထွက်လာပြီဆိုရင်ငါအရေးကြီးရှိပါလားလို့ကိုယ့်ကိုယ်တတိပေးတယ်အကြောင်းဒီနေ့ဒီအကြောင်းအရာကိုဝေမျှရလဲဆိုတဲ့အခါကြလို့ရှင်ကျွန်တော်ရဲ့ဘဝမှာဖះပြောတယ် အတန်ဆိုတာကကျွန်းတို့လူသားတိုင်းမှာကြားနာရတယ်အဲ့ဒီအတန်ကိုကျွန်တော်တို့ကမကြားကျင်အောင်ဆောင်းလို့ပဲရတယ်မကြားကျင်လို့မရဘူးအဲ့ဒါကတော့အော်တာပါစစ်ကပြောတဲ့အတန်မှန်ဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကျင်းတရားပညာရဲ့မှာအဲ့ဒီအော်တာပါစစ်ကပြောတဲ့အတန်ကိုလူကနားထောင်တဲ့အခါမှာအစွန်းနှစ်ဖက်မရောက်ဖို့လိုတယ်ပထမအစွန်းကတော့ dead conscience လို့ခေါ်တဲ့သူ့မှာဘာအပြည့်အမှမရှိတော့ဘူးသူမကောင်းတာတွေဘာမှမလုပ်တော့ဘူး သူ့ရဲ့ autopsic ကသိနေတဲ့ dead conscience ဖြစ်တယ်။နောက်တစ်ခုကတော့ scrupulous conscience လို့ခေါ်တဲ့တကူကိုလှုပ်လိုက်တိုင်းမှာစည်းစားကြောင်းပြီးကိုကိုကိုအပြစ်သားပဲဆိုပြီး ကိုဟာကိုရဲ့အပြစ်ဒီနေပဲနမွန်းနေတဲ့ဘဝတတာဖြစ်ပါတယ်ဥမာလေးတစ်ခုဆိုရင်ဟိုးလွန်ခဲ့တဲ့၄၅နှစ်လောက်ကလွတ်ခဲ့တဲ့အပြစ်တစ်ခုကိုအဲ့ဒါကိုထက်ခါထက်ခါသက်ရှင်တန်းပြီးတော့မှဘဝမှာလွတ်လပ်ခြင်းပျော်ရွှင်ခြင်းမရှိတဲ့ဘဝတတာဖြစ်တယ်ဒါကြောင့်မလို့ဝင်းရေးဆိုင်ရာကျင့်တယ်မှာဘာပြောလဲဆိုရင်ကျွန်တော်တို့ဘဝလေးတွေကတဲ့ပင်လေထဲမှာရှိတဲ့လှိုင်းကလေးတွေနဲ့တူတယ်တဲ့လှိုင်းကလေးတွေဆိုတာတစ်ခါတစ်ခါမြင့်မယ်တစ်ခါတစ်ခါနှိမ့်ကြဒါကြောင့်မလို့သခင်ခရစ်တော်ဟောတဲ့တရားတော်မှာဘာပြောလဲဆိုရင် ကောင်းကင်နိုင်ငံတည်လူနေပြီနောင်တယူကြဆိုတဲ့တရားလေးကိုကျွန်တော်တို့ကိုဟောပါအဲ့ဒါကပါလဲဆိုရင်မှားပြင်ပြန်ပြင်ကြရအောင်ဘုရားသခင်ရဲ့အတ္တတာလမ်းမှာရှောက်လန်းကြရအောင်လို့ဖိတ်ခေါ်ခြင်းပဲဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီနေ့ဒီအကြောင်းအရာကိုပြောတယ်လဲဆိုတဲ့အခါကျလို့ရှိရင်လုခဲ့တဲ့အရာပေါ်မှာမူတည်ပြီးဘဝကို၆လနဲ့လူတစ်ယောက်ရဲ့ဘဝအတ္တတာကိုပြောပြတယ်။ Herod the Tetra ဆိုတဲ့နော်ဘုရင်ကံတစ်ပါးရဲ့အဖြစ်ပြက်ဖြစ်ပါတယ်။သခင်ခရစ်တော်ထင်ပေါ်ကျော်ကြားလာတဲ့အခါမှာသူ့ရဲ့အတွေးမှာ သခင်ခရစ်တော်ကိုဘယ်လိုလို့မြင်လဲဆိုရင်ယောဟန်ဘပ်တိစတာလို့မြင်တယ်။ဘာဖြစ်လို့ယောဟန်ဘပ်တိစတာလို့မြင်တာလဲဆိုတော့ဒီနေ့ရှင်မတေဦးကနေပြီးဆက်ပြီးရှင်းပြထားတယ်။ယောဟန်ဘပ်တိစတာအပေါ်မှာသူလုတ်ခဲ့တဲ့အလုတ်ပေါ်မှာမူတည်ပြီးသူ့ရဲ့အသည့်ဉာဏ်ထဲမှာသူ့ရဲ့ကုသိုလ်နဲ့အကုသိုလ်ကြားထဲမှာသူသခင်ခရစ်တော်ကိုတွေ့တဲ့အခါမှာယောဟန်ဘပ်တိစတာလို့ထင်နေခြင်းပဲဖြစ်တယ်။ဒီစတိုရီကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအားလုံးသိရှိပြီးသားဖြစ်တဲ့ဟေရုတဲ့တက်ထရာဟာ သူယောဟန်ဘပ်တစ္စာကိုဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့အားလုံးသိရှိပြီးသားဖြစ်တယ်။ဒါပေမဲ့ဒီကနေ့ဝင်ရေးဆိုင်ရာအသက်တာမှာကျွန်တော်တို့တဦးစီကဟေရုတဲ့တထရာဖြစ်နေလို့ရှိရင်ကျွန်တော်တို့ဘဝကိုဘယ်လိုရက်တည်မလဲလို့ပြီးတဲ့ဝင်ရေးဆိုင်ရာအသက်တာကတော့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာပဲဖြစ်ပါတယ်။ပထမကျမ်းစာတော်မြတ်ထဲမှာဘာပြောလဲဆိုတဲ့အခါကျရင်ဣသရေလလူမျိုးတွေကိုသာဝရဖျားယာဝေးကနေပြီးဗာပြောလဲဆိုရင်ကျွန်တော်တို့ဘဝတွေဟာတဲ့ဂျူဘလီနှစ် ကိုကျင်းပတဲ့ပုံကိုယ်တွေလိုမျို ကျွန်တို့တွေဖြစ်ရမယ်တဲ့ဂျူဘလီနှစ်ဆိုတာဘာလဲဆိုရင်အနာယူအမဲနှစ်အခြေနှောင်တွေအတုံနှောင်တွေကိုစွန့်လွှတ်ရမယ်နှစ်ရရှိလာတဲ့ဘုရားရဲ့ကောင်းကြီးတွေကိုရည်တွယ်ပြီးကျေးဇူးတော်အသက်တာမှာနေရမယ်နှစ်ဖြစ်တယ်ဆိုတာကိုဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာကျွန်တော်တို့ကိုသတိပေးတယ်ဒါကြောင့်မလို့ခရစ်သုတခင်၌ချစ်ခင်လေးစားပါတော်ဘာသူတမမေဆွေပေါင်းတို့နေ့တည်းမှာကျေးဇူးတော်အစ်ကျွန်တော်တို့ကိုပေးထားတယ်ကျွန်တော်တို့ဟေရုတဲ့တက်ထရာကဲ့သို့အသက်ရှင်မလားဒါမှမဟုတ်ရင် ျွန်တို့တွေအစ္စရာလူမျိုးတွေကိုယာဝေးကနေပြီးတော့အခွင့်ပြုခဲ့တယ်လို့ဂျူဘလီနှစ်ကဲဆိုလွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းကျေးဇူးတော်နဲ့အသက်ရှိတာရှင်မလားဆိုတာကိုကိုယ့်ရဲ့ဝင်ရေးတက်တာတွေအတူတူကထောက်ရှုရင်းနဲ့လွတ်တော်ကျေးဇူးတော်ဖျားဖျားကိုဒီမီမီစာတရမြတ်မှာတောင်းခံကြရအောင်အားလုံးကိုဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးပြုမှတ်တည့်ရက်လက်စုပန်ကြရအောင်